အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဝင်းစီသူရေးသားသောယောဂနမတ်69ဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာယောဂနမတ်69ကြုံဝင်းနေမကောင်းလို့တဲ့ပြောပြခံလိုက်ရတဲ့ကြုံမျက်နာဟာ ချက်ချင်းဆိုသလိုအိုသွားမိတယ်။စိတ်ထဲမှာလည်းအိုက်ကြီးအိုက်သွားမိတယ်။ကြည်စမ်းပါဦး။ကိုရွှေအောင်တို့များ သူနဲ့မဆိုင်တဲ့အတိုင်းပဲ။သူ့ဇက်မဟုတ်တဲ့အတိုင်းပဲ။သူ့စီးပွားရေးမဟုတ်တဲ့အတိုင်းပဲ။သူ့မှာအပူအပင်မရှိတဲ့အတိုင်းပဲ။ဒါများဇက်စရာတဲ့ဇက်ပိုင်ရှင်နဲ့ပြက္ခနာမျက်နာနဲ့လှဲ့ထွက်သွားပြီ။ကျုပ်အပေါ်တာဝန်လုံးလုံးပုံချသွားခဲ့ပြီ။ ဆရာသမားပါတာဆရာသမားမဖြစ်ဖြစ်အောင်ကြည်ကျက်စီစဉ်လိုက်တော့ဗျာဆိုတဲ့သဘောတည်းလားကျုပ်ပဲဖြောင်းတော့မှလဲရေးလက်ဆဇညွန်းတစ်စာအုပ်ကလေးခေါင်းအောင်ထိုးထည့်လိုက်ရတော့တာပေါ့တကယ်ပဲစိတ်ကူးစိတ်တမ်းပြက်လိုက်တာအလုံးမတွင်လိုက်တာပြီးရင်သူ့ကိုပဲဇက်ထုတ်တစ်မတင်နိုင်သေးဘူးလားအာစရီလို့အချင်းချင်းအခါခါနဘူးနစာတိုက်ကြအောင်တော့မယ်ကျော်ဝင်းဆိုတဲ့အကောင်ကလည်းငကြီးကကြမှာကြာ ကို့မှာအစာအိမ်ယောဂါရှိတယ်ဆိုတာသိရတာနဲ့အစာအတော့ကို စင်ကျင်တာမဟုတ်ဘူးတေးကြတယ်ဒါပရစ်ကြိုက်တာပဲဖြစ်ကိုဖြစ်ရမယ်မင်းညကနှစ်ပါးသွားထွက်တဲ့အချိန်မှာ ပရစ်တွေတအားကြတယ်လေစဲယုံနောက်ဖေးမိချောင်းတွေအောက်မှာဆို ခဲလို့မဲလို့ပရစ်ကောက်တဲ့အုပ်စုထဲမှာကြော်ဝင်းကခေါင်းဆောင်ကောင်းရင်နဲ့ဟီလာဝါလာအတန်တွေဆိုတာကလည်းစူမစူပူမပူး ဇက်ခွင်ပေါ်ကနှစ်ပါးသွားတဲ့အထိလွှမ်းပြီးအနှောက်အယှက်ဖြစ်မှာဆိုလို့ကျုပ်တောင်အိယာတွေက လူးလဲထပြီးငောက်ရသေးတယ်။ပရစ်ကြော်စရာဒေအိုးဘယ်ကရမယ်၊ထင်းဘယ်ကရမယ်၊စီဘယ်ကရမယ်ဆိုတာကကျုပ်မသိရှိရမယ်။နေမကောင်းလို့ဆိုတဲ့အတန်ကိုကြားရပြီဆိုတာနဲ့တပြိုင်နက်ဒါအစာအိမ်ယောဂါထပြန်တာပဲလို့တော့ကျုပ်အတက်သိပြီ။ဒါဆိုဒီအကောင်အိယာထဲမှာလိမ့်နေအောင် ခံပြီးအောင်တော့ဆိုရာမင်းတွေပါတွေမရရအောင်ရှာပေအောင်နော် ဆရာဝင်မပင့်ရကံကောင်းတကယ်ပဲဗျာထွက်ပြီးပြေးကျင်လောက်အောင်စိတ်များညစ်ပါရဲ့အခုပဲညနေ3:00ညီခွဲနေပြီကျုပ်ဘာလုပ်ရမှာလဲဘလို့စီစဉ်ပေးရမှာလဲဒီနေ့ညတင်ဆက်ကြရမယ်ပြဇက်ကဖားတလုံးကောင်းကြညကနှစ်ပါးသွားကရင်နဲ့မင်းသားကိုယ်တိုင်လဲပြိသက်ကိုကျွန်ညာလိုက်ပြီးတနေ့ကုန်မြို့ထဲမှာကျွန်ညာကားလှဲ့တော့လဲဟွန်းတူဟွန်းရှည်တွေနဲ့အော်ဟစ်ပြီးပြီး ဒီတော့ဇက်ထုတ်ပြောင်းဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးချီမိချုံမိနေပြီးတုံမိနှောင်မိနေပြီးမျက်စိမှိတ်ပြီးဇွတ်ပြောင်းကြည့်ပါလားဒီဇက်အဖွဲခွေးလုံးလုံးဖြစ်တော့မယ်ဒီပြဇက်မှဒီပြဇက်ကြည့်မယ်ဆိုပြီးကြိုတင် လက်မှတ်တွေဖြားတွေဝယ်ယူထားတဲ့ပြိတက်ရဲ့အစဲခံရမှာဂဲပေါက်ခံရမှာဩဘာအပေးခံရမှာကနောက်ကန်ထရိုက်နဲ့ဖိုက်တင်ပလေးရမှာကအရင် ကျုံမှာမင်းသားပူဇာလွန်းလို့သာဖာတလုံးကောင်းကြားကိုကင်မိပါတယ်မဟာဒုက္ခတွင်းဆုံးကြဆိုတာဒီပြဇက်နဲ့ကြမှာထိတ်တိုက်လာတိုးရတော့တာပဲရှာပြီးကြည်လိုက်ရတဲ့ခင်မောင်မေရီမြင့်တို့ရဲ့ဖာတလုံးကောင်းကြားရုပ်ရှင်ဆိုတာလည်းအထက်ထက်ဖက်လိုက်ရတဲ့ဆရာကြီးဦးဖိုးသိန်းရဲ့ဖာတလုံးကောင်းကြားဝိထုဆိုတာလည်းအခောက်ခောက်ဇက်ညွှန်းရေးရတော့လေရုပ်ရှင်နဲ့တဘာသာကွဲရအောင် ဝိထုသားနဲ့အမချော်ရအောင်အင်မတိအင်မတန်တရီထားခဲ့ရတယ်။ဇက်တိုက်ရတော့လေခါတိုင်းပြဇက်တွေလို့10ရက်15ရက်နဲ့ပြီးတာမဟုတ်ဘူး။တလ9သတင်းဇလန်းထဲမှာတက္ကသိုလ်ပြည်လဲပါတက်တာပြည်လဲပါတန်လဝရီပြည်လဲပါစံပါငကိုပြည်လဲပါဆိုတော့ရွေးလိုက်ရတဲ့ဘရင်တွေမိဖုရားတွေမင်းကြီးမင်းသားတွေမူးတော်မတ်တော်တွေစစ်သည်ဘိုးပါတွေမောင်မမိတန်တွေချွေရန်တင်းပင်းတွေ ဒီကြားတဲ့ကလန်လိုတန်ပြင်လိုပုံကိုယ်တွေလည်းပါဆိုတော့ဇက်ထဲမှာရှိရှိသမျှမိကပ်လိုင်းကလူ60ကျော်အကုန်ကုန်တော့တာပဲအာနာသာဘဂဝတားလို ဟာမျိုးတွေဆိုရင် ကားဆွဲမီးထိုးတဲ့ကလူတွေကို ရှစ်ခိုးဥတင်တောင်းတောင်းမှန်မှန်နဲ့ပွဲထုတ်ယူရတဲ့အထီးကျော်ဝင်းနေရာကလည်းတည်တည်ကိုယ်ကိုယ်မဟုတ်ဘူးမိန်းမမိန်းရုပ်ရှင်စကားကြည့်ဘူးကြတယ်မဟုတ်လားမှတ်မိကြတယ်မဟုတ်လား တက်တာပြည့်ရှင်ဘရင်မင်းမြတ်ရဲ့တားတော်ကြီးမျိုးညွန့်ရှိန်ဟာအထာရတ၁၈ရက်တင်ယူပြီးလို့၃နှစ်၃မိုးပြည်တာနဲ့တက္ကသိုလ်ပြည်ကပြန်လာတယ်လေသူလန်းခင်းကြီးမှရှိတော့သူ့ခမီးတော်နဲ့ရွာဆန်တော်မူပဲညီတော်မျိုးထွတ်တင်ဟာနောင်တော်မျိုးညွန့်ရှိန်လာရလန်းတောတောင်တွေတဲ့အထိထွက်ပြီးစီးကြတယ်တကယ်တော့မြစ်တာနဲ့မဟုတ်ဘူးတွေယူတာယူမဟုတ်ဘူး မောပန်းစာလောင်လာမဲ့နောင်တော်ကိုကျွေးမွေးပြုစုမှာကအစိတ်ပါတဲ့ပွဲတော်စားအုံနဲ့ဘရင်ဖြစ်ချင်တာကိုညီနောင်ချင်းမစုံခင်မှာမျိုးညွန့်ရှိန်ဟာဒွန်းစနားနဲ့စတွေ့တယ်။ရေအိုးစင်ကလေးတစ်ခုရဲ့အနာတစ်ပင်ရိပ်ကလေးတစ်ခုရဲ့အောက်ရေကြီးတော်ပြက်လာရှာတဲ့မျိုးညွန့်ရှိန်ဟာ ရေကိုအသင့်ရှိနေတဲ့မုံနဲ့ခတ်တောက်တယ်။အရင်ရောက်နှစ်တဲ့ဒွန်းစနားလည်းဒီမုံနဲ့တောက်ထားမှာပဲယွန်ပင်မဲ့မတက်နိုင်တော့ဘူး။ဒါပေမဲ့ နှကမ်းရခြင်းမထီအောင်ဆိုတဲ့သဘောနဲ့အများတကတောက်လေးတောက်ထားမရှိတဲ့မုတ်ရိုးဘက်ကနေပြီးပြောင်းမြန်တောက်တယ်။ဒါကိုမြင်တော့ဒွန်းစနာကရည်သွန်းသွေးပါလေရောဒုတ်တပြက်ဓာတပြက်နဲ့ခုတ်ကြထစ်ကြတော့တာပေါ့။ဓာခုတ်လှန်ထိုးပညာတွေကိုတင်လာခဲ့တဲ့တက္ကသိုလ်ပြန်မျိုးညွန့်ရှိမနိုင်ဘူး။ရှုံးတယ်။တစ်ဖက်ကညှာလိုက်လို့သာ သူမသေးတာ။ဒွန်းစနာက သူ့ထပ်ပို့ပြီးပညာသာနေတာကို တွေ့တော့သူအံ့ဩတယ်။ ဘယ်ကတက်မြောက်ခဲ့တာလဲလို့မေးတဲ့အခါလောကဆိုတဲ့ကြောင်းတော်ကြီးတွေကတဲ့လောကကြီးရဲ့စံကြယ်ပုံကို မျိုးညွန့်ချိန်အဖို့ပထမဦးဆုံးသတိပြုလိုက်မိခြင်းပဲဒီမှာရင် သူတို့နှစ်ယောက်မိတ်ဆွေဖြစ်သွားကြတယ်အဲ့ဒါနဲ့မရှိမနှောင်းမှာပွဲတော်အုပ်ပိုက်ပြီးမျိုးထွတ်တင် ရောက်လာတယ်သူ့နောင်တော်ကိုပွဲတော်စာတီးစီမယ်အလို့ဒွန်းစနာကမတုံးဆောင်ဖို့ဟန့်တာတယ်အစိတ်ပါတယ်လို့လဲအခိုင်အမာပြောတယ် ယုံကြည်အောင်ဆိုပြီးလက်တဆုပ်စာလောက်နှိုက်ပြီးကျဲပြလိုက်တော့စားမိတဲ့ငှက်ကလေးတွေခမချက်ချင်းပဲတေပါလီရောလားမျိုးထွတ်တင်ကသူ့အကြံအစီကိုဖျက်ရစကောင်းလားဆိုပြီးဒွန်းစနားကိုစတင်တိုက်ခိုက်တော့တယ်။ဒပြိုင်နဲ့ထဲမှာပဲအစာနဲ့မသေးရင်လက်နက်နဲ့တေးစီရမယ်ဆိုပြီးနောင်တော့ကိုလည်းတိုက်ခိုက်တယ်။နောက်ဆုံးမှာတော့မျိုးထွတ်တင်ရှုံးပြီးလက်လွတ်ထွက်ပြေးသွားရတော့တာပေါ့။ဒီမှာရင်သူတို့နှစ်ယောက်ပို့ပြီးရင်းနှီးသွားကြပြန်တယ်။ မျိုးညွန့်ရှင်ဟာဒီလောကထဲမှာတူထုံဆင်းပင်မဲ့ညီတုညီယောင်တွေလည်းရှိတတ်ပါလားခုမှတွေ့တဲ့ဒဇိန်တရံဆံပင်မဲ့ညီအရင်ထက်ကောင်းသူတွေလည်းရှိတတ်ပါလားလို့တည်သွားခဲ့တယ်။ဒါအပြင် လောကကြီးထဲမှာဘလို့သင်္ကန်းစာယူစရာတွေရှိသေးသလဲဆိုတာကိုတိတ်သိခြင်းစိတ်ပြင်းပြလာတယ်။ဒါကြောင့်တိုင်းတော်ပြည်တော်ပြန်အရောက်မှာဖခင်ရိုက်အရာကိုမခံယူပဲလောကတရားတွေရှာဖွေဖို့အတွက် ယုံကြည်စိတ်ချရတဲ့အသက်သခင်ဂျေဇူးရှင်လည်းဖြစ်တဲ့ဒွန်းစနာကိုခိတခဏထီနန်လွှဲအပ်ထားခဲ့ပြီးဖွတ်တော်မူနန်းကခွာတော့လေအဲ့ဒီမှာရင်ဒွန်းစနာဟာနေမျိုးနွယ်ဆိုတဲ့အမည်နာမနဲ့ဘယင်ဖြစ်လာတော့တာလေကဲဒီဇက်ရုပ်ဘလောက်အရေးပါတယ်စကားပြောတဲ့ယုံနဲ့မလုံလောက်ဘူးဓာရေးလှန်ရေးအတွက်တိုင်းပညာကျိုင်းပညာလဲပြိသက်ကြည့်ပြောရှုပြောဖြစ်အောင်မတောက်တစ်ခေါက်တတ်ထားအောင်မှာဒါမှမဟုတ်လေ့ကျင့်ထားအောင်မှာ တိုင်းစဉ်းစားစမ်းအဲ့ဒီဒွန်းစနာယုတ်ကင်ထားတဲ့ကြော်ဝင်းနေရအစားထိုးဖို့လူပမာလေဘသူရှိသလဲတချင်းတစ်ပုတ်ထဲကလို့တကယ်တွေးစတော့ကွယ်မလွယ်ရေးချမလွယ်ဆိုတာကြုတ်အဖြစ်တေးချင်းသောနန်အောင်ကိုမောဟိုက်ရပြီပေါ့မိကက်လိုင်းတွေကဘသူကိုပြောင်းပြီးကခန်းရရင် ဖြစ်နိုင်မလဲမင်းသားလက် ကိုတာမောင်ဒွန်းစနာရဲ့စကားပြောတွေကိုခုညနေတွင်ချင်းနှုတ်ပေးပြီးကြက်ခိုင်းရင်နီးစက်မယ်ထင်ပါရဲ့ စလုံးစီမပြောနိုင်အောင်လူရင်းအတိတ်ပဲရောက်အောင် သူ့တဘာနဲ့ဆိုပြောနိုင်တော့ပါရဲ့ဓာခုတ်လှန်ထိုးဒါလဲမင်းသားနဲ့ညှိပြီးနည်းနည်းပပလေ့ကျင့်လိုက်ရင်အဆင်ပြေသွားမှာပါ သူလဲနောက်ပိုင်းဇက်တော်ကြီးတွေထဲမှာမင်းကြီးမင်းသားနေရာက လိုက်လို့လိုက်ရတဘုံတကံနေရာကပါလို့ပါရဆိုတော့ခုတ်ဟဲထစ်ဟဲနဲ့အတော်အသင့်ရှင်ပါနေပြီပဲဒါပေမဲ့ဒါပေမဲ့လက်ရှိသူ့ဇယုတ်ကဖာတလုံးကောင်းကြဘဝပြောင်းသွားတဲ့ မျိုးညွန့်ရှိန်အပေါ်တစ္ဆာကြီးစွာလိုက်ပါစောင့်ရှောက်လိုပါလျက်နဲ့စီးသုံးနံအတားခံရလို့နေရစ်ခဲ့ရတဲ့စစ်သူကြီးသူ့ဇဝင်ကန်းမှာလွမ်းအောင်လဲပြောရတယ်တနာအောင်လဲလှုပ်ရတယ်မလွယ်ဘူးကဲကဲဒွန်းစနားနေရာသူ့ကိုထားရင် သူ့နေရာကြတော့ဘသူ့ကိုအစားထိုးမလဲတစ်သမားနေရာမှာနှစ်ကိုအစားထိုးရင် နှစ်သမားနေရာမှာသုံးကိုအစားထိုးရတော့မယ်သုံးနေရာမှာ၄၄သမားနေရာမှာ၅၅သမားနေရာမှာ၆ ။အိုးအစားထိုးရင်ထိုးရင်နဲ့ဇက်ထုပ်လဲတပုတ်ဦးပေါက်ပြီးအဖက်ဆယ်မရအောင်ပြတ်တော့ရေထဲမျောပြလိုက်ဖို့ပဲရှိတော့တယ်။ကျုပ်ကလည်းဖြင်းပါပြီးညံ့ညံ့ပါပြီ။ဇက်ညွန်းတာရေးတတ်တာညှုံညုံတာညှုံပြတတ်တာ ကိုယ်တိုင်ကြတော့ဝင်မကတဲ့ပရိသတ်ရှိရုပ်လုံးပြရဲဖို့နေနေတတဇက်ခုံရဲ့ဒီဘက်ထိတ်ကနေဟိုဘက်ထိတ်ရောက်အောင်တော့မှဖြက်လျှောက်ပြရဲတာမဟုတ်ဘူးမတောင်းကောင်းတဲ့စုကိုယ်သာတောင်းလိုက်ခြင်းတော့ရဲ့ ပွဲတော်မှာဝမ်းဖြစ်လို့ကျမ်းမာရေးနဲ့မညီညွတ်လို့ဘာလို့ညာလို့ဆိုပြီးတက်ဆိုင်ရာကဒီညပွဲမိန်ပိတ်လိုက်ရင်အကောင်းဆုံးဒီအကွက်တော့ဒီအကွက်ပါပဲဒါပေမဲ့မျိုးညွန့်ရှိန်နဲ့တိုက်တဲ့ခိုက်တဲ့နေရာမှာဒီအကောင်ငတူးကတော့မှကြော်ဝင်းထက်ဟန်ပိုကောင်းနေသေးတယ်။ရှောင်းဘုံတိန်ဘုံထိုးဘုံနှက်ဘုံတွေကပိုလှနေသေးတယ်။အလိုက်တဲ့ဖြီးတဲ့ဖြန်းတဲ့နေသေးတယ်။စကားပြောတွေကြတော့လားနောက်ကနေတလုံးချင်းထောက်ပေးရတာပေါ့ ဘယ်မထောက်လို့ဖြစ်မလဲစာကြက်လို့ရနိုင်လောက်အောင်ညံမမထက်တာ စာမှမပြေးတာ မပြေးဆိုငတူးတက်လာမှ၃လေးတန်းပေါ့ပြီးစာနဲ့ပေနဲ့ဝေးခဲ့တာဘလောက်ကြာပြီမှန်းမှမသိပဲစလုံးတော်ပေါင်းဖတ်တတ်တော့မယ်မထင်ဘူးနောက်ကနေထောက်ပေးတဲ့အတိုင်းကြတော့တလုံးမှမမားစီရဘူးညနေဘိုးတေသေးကြီးနဲ့တသွေးမတိန်ပြောချပြလိုက်တာပဲပရိသတ်ကလည်းပါသမလှက်လို့ ဘနပွဲဆက်ခဲ့ကြပြီမသိဘူးရိမ့်မီဟန်တူပါရဲ့ကျုံကြတယ်ကြီးကြတယ်သူဘလို့ပဲခက်တီတီကြီးပြောနေပြောနေကြီးစရာမဟုတ်ဘဲနဲ့ကိုပတ်တုပ်လို့မရနိုင်အောင်ပွဲကြနေကြတာအဲ့ဒီငတူးကိုကျုပ်ဘဲရရတယ်မှတ်တယ်လေဒီဇက်သေးကပါပဲဒါပေမဲ့ဒီအကောင်ကမီးဘက်ကလည်းမဟုတ်ဘူးစက်တင်ဘက်ကလည်းမဟုတ်ဘူးဆိုင်းဘက်ကလည်းမဟုတ်ဘူးတီဝိုင်းဘက်ကလည်းမဟုတ်ဘူး မိဘကြောင့်မှရေခတ်ထင်းခွဲမီးထိုးဖို့ခေါ်ထားတဲ့ကောင်ကလေးအသက်မှခန့်ငငယ်ပဲရှိသေးတယ်။အလौကျန်းလို့လူပုံကရင့်နေတာဇက်မှာထမင်းဟင်းချက်ချင်းဆိုတာမနဲ့နဲ့ညက်နေနှစ်ချိန်နဲ့ပဲရှိတာကိုချက်ရေးပြုတ်ရေးတာဝန်ပြီးပြီဆိုရင်သူအားပြီသူ့အတွက်အချိန်တွေပိုနေပြီအဲ့ဒီအခါမှာဟိုလူအိယာလဲသူရောက်လာတာပဲဒီလူအိယာလဲသူရောက်တာပဲလူတကာကိုနှိပ်ပေးဖို့နင်းပေးဖို့ ဆက်လိဝဲကွန်းရဝဲလက်ဖက်ရည်ဝဲမုံဝဲခိုင်းနေတဲ့သူခိုင်းဖင်ပေါ့တယ်ပေးတာယူကျွေးတာစားတစ်စက်လုံးရဲ့ခိုင်းပဲအဲတိုင်းကလေးချိုင်းကလေးကတော့တကယ့်ကိုတက်ပါလူကလည်းလက်ယုံအားကိုနဲ့မိုက်ဒီမိုက်ကန်ရှုံနောက်ဖေးကနေမင်းသမီးတွေရင်းသမားတွေကိုထီကပားကြီးကပားနဲ့လာစတဲ့သူတွေကိုသူတယောက်တည်းခံချခဲ့တာဆိုနှစ်ကြိမ်သုံးကြိမ်လောက်ရှိပြီသူမရှုံးဘူးနိုင်တယ် သူများကိုများရိုက်ရနှက်ရတက်ရပုတ်ရမယ်ဆိုရင်အင်မတန်တရေမရေစီးတဲ့အကောင်ကျုပ်နှစ်ခါတောင်မှမပြောလိုက်ရပါဘူးဟေ့ငတူးဒီညကြော်ဝင်းနေရမင်းဝင်လို့ရဲလားဆိုတော့လှုပ်ရဲတယ်တဲ့စင်ပေါ်တက်ပြီးခဏခဏကြည့်ထားလို့မှတ်မိနေပြီလို့တော်မှအထွန်းတက်လိုက်သည်မင်းမိတ်ကလိမ့်တက်လားဆိုတော့မလိမ့်တက်ဘူးတဲ့ဒါနဲ့ကျုပ်လဲသူ့ကိုစိတ်ရှိရှိလိမ့်ပေးဝစ်ပေးစင်ပေးတတ်မယ်လူရွှင်တော်ငပော့စီကိုလှုပ်လိုက်ရတယ် တင့်မမရှိတော့ပဲဝါပဲပေါင်းကိုရတော့မှာပေါ့လေအမေကြည်စမ်းကြည်စမ်းမျိုးညွန့်ရှင်ကထီးနှံလွှဲခဲ့ပြီနေမျိုးနွယ်အမိခံယူလိုက်ပြီးဘရင်ဖြစ်သွားပြီခေါင်းပေါင်းဖြူဖော်လုံးနဲ့ဆက်လွယ်နဲ့ထိုင်မသိမ့်နဲ့ဘောကျေဖိတ်ဖိတ်တောက်တောင်ရှည်နဲ့တန်လျက်နဲ့ဘာနဲ့ညာနဲ့လက်နှစ်ဖက်ပိုက်ထားပြီးခေါင်းကြီးတစ်စက်စက်နဲ့ခိုက်ခံနေလိုက်တာမှတဲမီနောက်ခံတီးလုံးကလည်း ကျွန်းကျွန်းပိုင်တာဖုံးတော်ဘွဲနဲ့စီတော်ယွန်းပြီးပို့ပေးနေတာဆိုတော့သူ့အတွက်အမူအရာလုပ်ဖို့အိုက်တင်ခံဖို့အကွက်ကောင်းကိုစိုက်နေတော့တာပဲသူ့ရှိတော်မောက်ကအချွေရံတွေဆိုတာလေခေါင်းမမော့စရန်ဝစ်ပြီးခါစားနေကြတာဆိုတော့ဇညွန်းအရဘသူမှမော်ကြီးခွင့်ရှိတာမဟုတ်တော့သူ့စိတ်ထဲထင်းနေအတိုင်းစိုက်အမျိုးမျိုးနဲ့အစွမ်းကုန်ကျဲနေတော့တာပေါ့လေကြိတ်လိုက်စမ်းငတူးရေတဲ့ အဲ့ဒါတိုင်ဖုံးကြားကရင်တမမနဲ့ချောင်းကြည့်နေတဲ့ဇက်စရာကိုရွှေအောင်ရဲ့အတန်းအဲ့ဒီညပြဇက်အပြီးမှာငတူးဟာမိတ်ကတောင်မှမဖြတ်ဘူးဆိုပဲပွဲစည်းတန်းနဲ့အခေါက်ခေါက်ရှောက်သွားနေတဲ့ပြန်ရောက်တော့လည်းမအိပ်ဘူးတော်နေကြမင်းသမီးတွေရှေ့ရောက်သွားလိုက်တော်နေကြရင်းသမားတွေရှေ့ကို ရောက်သွားလိုက်နဲ့လိုက်ရလိုက်ရလုံနေတဲ့လူရှင်တော်တွေကငတူးတို့များတတ်တာပြည်ရဲ့အုတ်ကြီးလောက်တာတိတ်မဲ့တဲ့မောင်းလို့များမြှောက်ပေးလိုက်ရင် မျက်စီကိုမဖွင့်တော့ဘူးတဲ့နှစ်ပါးသွားမထွက်ခင်မင်းသားစီပန်းလာပေးကြမုံလာပူကြတဲ့ဧည့်သည်တွေကိုလည်းသူနဲ့တီလဲမတီပဲနဲ့ဘဲနဲ့လေကျွန်တော်ဘရင်ကြီးလောက်တာကောင်းရဲ့လားလို့လိုက်လိုက်ပြီးမေးသေးတယ်ထားပါအဲ့ဒါသူ့ကိစ္စပါလူတယောက်မှလွတ်လပ်စွာ တီခွင့်ကြည်ခွင့်ရှိသလိုလွတ်လပ်စွာယူခွင့်ပေါ်ခွင့်လည်းရှိတယ်လို့ကြုတ်သဘောပေါက်ပြီးသားပါခတ်တာကတိတ်ကိုခတ်တာကဘယ်ယုံမဲရောက်ရောက် ယနေ့ညဖာတလုံးကောင်းကြပြဆက်တင်ဆက်ကပြပါမည်လို့များမကြင်ညာလိုက်နဲ့အဲ့ဒီနေ့နေခင်းသူမဟုတ်ညနေခင်းမှာငတူးတယောက်ကျုပ်ရှိကိုရစ်တီရစ်တီနဲ့ရောက်လာပြီမယောင်မလဲနဲ့ဝင်ထိုင်ပြီသူ့ပြောတာလိုလိုကို့ပြောတာလိုလိုနဲ့မဟာတဟပွင့်ပြီနားကြီးအောင်လုပ်ပြီးကိုကျော်ဝင်းကြီးတယောက်နေမကောင်းရဲ့လားမသိဘူးနော်တဲ့ နားဆင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုဂျေဇူးအများကြီးတင်ရှိပါရယ်ခမညာ